အားလုံးပဲမင်္ဂလာပါဇိုမီမမီဒီယာကနေကြိုဆိုပါသည်ဧပြီလ18ရက်2025 MNDA တက်တွေလာရှိုးမျိုးပေါ်ကနေအပီးတိုင်းစုတ်ခွာနေချမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးပေါ်ကနေရင်အိန္ဒိယကိုကန်တပ်ဖွဲ့တွေကိုစုတ်ခွာပေးနေပြီးလာမယ့်ဧပြီလ22ရက်နေ့မှာစစ်ကောင်စီနဲ့အလွှဲအပြောင်းလုပ်ဖွဲ့ရှိနေမည်ဟု လာရှိုးမျိုးခံတွေကပြောပါသည် လက်ရှိမှာမြို့ပေါ်မှာငမင်းဒီအီးရဲ့ရက်ွက်အုပ်ချုပ်ရေးယုံအချို့ကိုပိတ်လိုက်ပြီးလုံခြုံရေးအရအမည်မဖော်လိုတဲ့လာရှိုးမြို့ခံတဦးကပြောခဲ့ပါသည်ကိုသိရပါသည်။ဧပြီလ22ရက်နေ့ကိုမြန်မာပြည်သူလူထုကစောင့်ကြည့်နေကြရပါသည်။ငမင်းဒီဟာရွှေ့လာတော့ရွှေ့နေကြပါသည်ငမင်းဒီရဲ့တက်ကထိုင်ချထားသောနေရာကျန်တဲ့ရက်ွက်အုတ်ချုပ်ရေးယုံတွေလည်းဧပြီ78ရက်တွေမှာပိတ်တော့မယ်ဖြစ်ပြီး စစ်ကောင်စီဘက်ကလူတွေလာတဲ့အချိန်မှာလက်လွှဲပေးလိုက်မယ်လို့သိရပါသည်လွေပြောင်းမလို့သေးခင်လာရှိုးမြို့မှာဗမင်ဒီဆက်ဆံရေးယုံနဲ့ရဲတပ်ဖွဲ့လောက်သာကြံခဲ့မှာဖြစ်တယ်လို့နောက်ထပ်လုံခြုံရေးအရအညီမဖော်လိုတဲ့ဒေသခံတဦးကပြောခဲ့ပါသည် MND ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့နှီးဆက်သူတဦးကတော့ MND ရတပ်တွေမြို့ပေါ်ကနေစုခွာပြီးနောက်စစ်ကောင်စီကိုကန့်တက် MND ရ နဲ့တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီးရုံးထိုင်မဲ့အခြေအနေရှိတယ်လို့ပြောဆိုထားပါသည်။ MNDA တပ်တွေကမြို့ပေါ်ကနေစုခွာပေးมาဖြစ်ပေမဲ့မြို့နဲ့၃မိုင်အကွာလောက်မှာဆက်ပြီးနေရာယူထားအောင်มาဖြစ်တယ်လို့လည်း MNDA နဲ့နှီးဆက်တဲ့ဒေသခံတွေကပြောခဲ့ပါသည်။ဒါနဲ့ပတ်သက်လို့ MNDA ကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးသလို MNDA တပ်ဖွဲ့ပြောခွင့်ရသူကိုဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။ ငင်းချင်းရေးဆောင်ကြည့်လေးလာသူတဦးကတော့မမင်ဒီရတက်တွေလာရှိုးမျိုးပေါ်ကနေစုတ်ခွာပေးဖို့အတွက်ကုမင်းဆွေးနွေးပွဲမှာသဘောတူခဲ့ကြတာလို့ပြောဆိုကြပါသည်ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရောရမင်ဒီရဲ့ဘက်ကပါတရားဝင်ထုတ်ပြန်ပြောဆိုတာမရှိကြခဲ့ပါဘူးလို့သိရပါသည်။ လာရှိုးမျိုးကနေမန်ဒီယာတက်တွေစုတ်ခွာတာကိုဒေသခံတွေကြားဝေဖန်ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီတက်ကတိုင်းရင်းသားလက်နက်ကိုင်တက်တွေထိန်းချုပ်ရာမြို့ရွာတွေကိုအမဲလိုလိုဘုံကျဲနေတာကြောင့်မန်ဒီယာကပြည်သူတွေကိုငဲ့ညာပြီးအခုလိုစုတ်ခွာပေးလိုက်တာဖြစ်နိုင်တယ်လို့ဒေသခံတဦးကပြောခဲ့ပါသည်။ကိုကန့်တက်မန်ဒီဟာ2029စစ်စင်ရေးကာလဖြစ်တဲ့2024ခုနှစ် ဩဂုတ်လမှာလာရှိုးအခြေဆိုင်စစ်ကောင်စီရဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးလာရှိုးမြို့ကိုပါထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါသည် NDF မှစစ်မှုထမ်းခေါ်ယူချင်းပြည်လိုင်လင်းပြည်မြို့တွင် MDF ကအသက်14နှစ်မှ45နှစ်အရွယ်မယားပြည်သူများကိုစစ်မှုထမ်းခေါ်ယူနေရတာကြောင့်ဧပြီလ14ရက်တွင်အကြမ်းဖက်သမားစီနီမီဒီယာဘက်ကထုတ်ပြန်ထားသည်ကို သိရပါသည် ဧပြီလ14ရက်နေ့တွင်နိုင်လင်းပြည်မြို့တွင် ပြုလုပ်သည့်စစ်မှုထမ်းထမ်းခေါ်ယူခြင်းဟာလူလူစီယုံရေးဟောပြောပွဲအပြီးတွင်အန်တီယာတပ်ဖွဲ့ဝင်များကတနက်ပြစ်ဖောက်ချင်းချောင်းမှုပြုလုပ်ခဲ့သည်ဟုအကြမ်းဖက်သမား CNE လက်အောက်ခံမီဒီယာတွေကနေသိရပါသည်အကြမ်းဖက်သမား CNF မီဒီယာတွေကဒီလိုမျိုးပြောခဲ့ပါတယ် ဒေသခံများအနေဖြင့် AA စစ်စင်ရေးထောက်ဖို့အဖြစ်စစ်မှုထမ်းရန်ဆန္ဒမရှိသည့်အတွက် NDF စစ်မှုထမ်းခေါ်ယူခြင်းကိုငင်းဆန်ခဲ့ကြပြီးလူငယ်လူရွယ်အများပြားများဒေသရင်းမှ ထွက်ခွာသွားနေကြကြောင်းအတိမပြုရသေးသည့်မြေပြင်သတင်းရေးမြစ်အရာသိရသည်ဟု ပြောဆိုခဲ့ပါသည်။ကမ္ဘာသတင်းများနားထောင်ကြရအောင်ကာဇာတခွင်ထိုးစစ်အပြင်းထန်ဆင်တော့မယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးပြောခဲ့ပါသည်။ ဂါဇာကမ်းမြောင်ဒေသတစ်လျှောက်မှာထိုးစစ်စင်နာတွေကိုအပြင်းထန်လုံးဆောင်တော့မယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးကတ်ကကြေညာလိုက်ပါတယ်။အစ္စရေးတပ်တွေဟာရာဖာနဲ့ခန်းယွန်းနှမျိုးတွေကို ပိုင်းခြားထားတဲ့ဂါဇာတောင်ပိုင်းလုံခြုံရေးဆောင်ကိုအပြည့်အဝသိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောဆိုပါသည်။ခန်းယွန်းနှင်းနဲ့ဝင်းကျင်မှာနေထိုင်သူတွေကိုတော့ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့အစ္စရေးစစ်တပ်က အမိန့်ထုတ်ထားပါသည်။ ဟာမတ်တို့ရဲ့ဒုံးကျည်တိုက်ခိုက်မှုကိုလက်တုံပြန်ဖို့စစ်စင်ရေးတွေလုပ်တော့မယ်လို့လည်းပြောဆိုပါသည်နှစ်လကြာအပြည့်ခက်ရစဲရေးပြပြသွားပြီးနောက်အစ္စရေးဟာ ဟာမတ်တို့အပေါ်မတ်လ၁၈ရက်မှာထိုးစစ်ဆင်မှုတွေပြန်လည်စတင်ခဲ့ပါသည်ကိုသိရပါသည်ထိုးစစ်ဆင်မှုတွေကိုဂါဇာမှာကြန့်ရှိနေတဲ့ဒါဇာခံ96ယောက်စလုံးကိုလွှတ်ပေးချိန်ထိလုံဆောင်မှာဖြစ်ပြီးဒါဇာခံတွေတဲက 24ယောက်ဟာအသက်ရှင်နေသေးတယ်လို့ယုံကြည်ပြီးဖီလာဒဲဖီးယားနဲ့မိုရက်ကြားရှိအေရီးယားတစ်ခုလုံးကိုအစ္စရေးလုံခြုံရေးဆောင်ရဲ့တစိတ်တစ်ပိုင်းဖြစ်တယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောခဲ့ပါသည်။ဂျီနီယာကို တိမ့်ပိုက်လာတာဟာ ရာဖာနဲ့ခန်းယွန်းတွေကိုထိထိရောက်ရောက်ဖျက်တော့ပစ်နိုင်ပြီးအစ္စရေးရဲ့ထိုးစစ်ဟာအကာအကွယ်မဲ့အရက်သားတွေတေဆုံးစေတဲ့အပြင်ဒဇားခံတွေဘေးကင်းရေးကိုလည်းမရေမရာဖြစ်စေရလို့ ဟာမတ်စ်တို့ကထုတ်ဖော်ပြောဆိုထားပါသည်နျူကလ িয়ার စီမံကိန်းကိုအီရန်မဆွနုပါကဒုက္ခကြီးကြီးရောက်လိမ့်မည်ဟုအင်ဖြူတော်တတိပေးနျူကလ িয়ার စီမံကိန်းကိုအီရန်နေဖြင့်မဆွမှုနိုင်ပါကဒုက္ခကြီးကြီးရောက်လိမ့်မည်ဟုသမရဒေါ်နယ်ထရန့်ကအီရန်ကိုအတိပေးလိုကြောင်းအင်ဖြူတော်သတင်းထုတ်ပြန်ရေးအရာရှိကယ်ရိုလိုင်းလက်ဘစ်ကပြောခဲ့ပါသည် ကယ်ရိုလိုင်းလက်ဗစ်ဤပြောကြားချက်ထဲတွင်သမရဒေါ်နယ်ထရန့်ဤနောက်ဆုံးရည်ရချက်ကအီရန်တွင်နျူကလ িয়ার လက်နက်လုံးဝရှိမလာရေးဖြစ်ပြီးထရန့်ကတန်တမန်နည်းဖြင့်ဖြေရှင်းနိုင်မည်ဟုယုံကြည်နေကြောင်းအီရန်တွင်ရွေးချယ်ပိုင်ခွင့်ရှိကြောင်းသမရထရန့်ဤတောင်းဆိုချက်ကိုသဘောတူနိုင်သလိုသဘောမတူပါကဒုက္ခကြီးကြီးရောက်သွားလိမ့်မည်ဖြစ်ကြောင်းထရန့်ကထိုကိစ္စကိုအတော်ပင်ပြတ်သားနေကြောင်းသတိပေးသွားပါသည် ဧပြီလ12ရက်တွင်အီရန်နှင့်နျူကလ িয়ার အရေးဆွေးနွေးရန်အရှေ့အလယ်ပိုင်းဆိုင်ရာအမေရိကန်အထူးတန်တမန်စတီဝစ်ကော့ဖ်လည်းအိုမန်နိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပြီးထိုဆွေးနွေးပွဲကိုတက်ရောက်မည်အီရန်ကိုယ်စားလှယ်အဖွဲ့ကိုအီရန်နိုင်ငံသားရေးဝန်ကြီးအာဘတ်အယာချီကဥဆောင်လာပြီးအိုမန်နိုင်ငံသားရေးဝန်ကြီးပါရာအေဘူဆိုင်ဒီကစေးဆက်ညှိနှိုင်းသူနေရာမှ ပါဝင်ပြီးဖြစ်ပါသည် ထရန့်သည်ဖေဗူအာရီမှစတင်ကအီရန်ကို အစွမ်းကုန်ဖိအားပေးမှုများပြန်လည်လှုံ့ဆော်လာခဲ့ပြီးပြီးခဲ့သည့်ရက်ပိုင်းကလည်းနှစ်ဖက်ဆွေးနွေးမှုများမအောင်မြင်ပါကအီရန်ဒုက္ခလာလာတွေ့တော့မည်ဟုကြေငြာထားသေးရသည်။ရိုက်တာသတင်းဌာနကိုအီရန်ယာရှိတဦးပြောပြချက်အရ နိုင်ငံရေးရာကိစ္စရပ်များကိုအဓိကအဆုံးဖြတ်ပေးရသူ နိုင်ငံဦးဆောင်ခေါင်းဆောင်အရာဒေါ်လာ အလီခါမေနီက ဥမန်ဆွေးနွေးပွဲအတွက်နိုင်ငံသားရေးဝန်ကြီးအာဘတ်အရာချီကိုလုတ်ပိုင်ခွင့်အပြေအဝပေးအပ်ထားသည်ဟု သိရပါသည်။အီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့နှစ်နိုင်ငံကြားဆွေးနွေးမှုတွေ မစတင်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်အပေါ်စစ်ရေးအင်အားအသုံးပြုမဲ့ချင်းချောက်မှုတွေနဲ့ဖိအားပေးမှုတိုးမြင့်လိုက်ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အရာဂါချီနဲ့ အရှိအလဲပိုင်းဒေတာဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ်စတိန်ဝစ်ကော့ဒရိုဟာ စနေနေ့မှာအိုမန်နိုင်ငံ၌တွေ့ဆုံမှာဖြစ်ပါတယ်။ကျွန်တော်အများကြီးမတောင်းဆိုပါဘူး။အီရန်နိုင်ငံကနျူကလ িয়ার လက်နက်ပိုင်ဆိုင်လို့မရပါဘူးလို့ဒေါ်နယ်ထရန့်ကဗုဒ္ဓဟူးနေ့မှာသတင်းထောက်တွေကိုပြောခဲ့ပါသည်။အီရန်နိုင်ငံကိုဖိအားပေးဖို့စစ်ရေးအင်အားလိုအပ်ရင်စစ်ရေးအင်အားကိုအသုံးပြုသွားမယ်လို့လည်းဆက်ပြောပါသည် အီရန်နိုင်ငံပေါ်စစ်ရေးရအရေးယူမှုစတင်လာရင် အစ္စရေးနိုင်ငံကအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လာနိုင်တယ်လို့ဒေါနယ်ထရမ့်ကပြောပါသည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။